ဆရာငယ်ပါခင်ဗျာနော်ဆရာကဒီနေ့2025ခုနှစ်17လပိုင်းအဲနိုဝင်ဘာလအတွက်တလစာဗုဒ္ဓဘူးရာဟူတာသမီတွေအတွက်ရှောင်းရံဆောင်ရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓဘူးရာဟူတာသမီမိတ်ဆွေတွေအားလုံးဘေးပြာမှန်းမြောက်ဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ် ကျတော့အချိန်နေတွေ့ရွေးနေပြောင်းလာတာအခုဆိုရင်ဟလာဒလာကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဗုဒ္ဓဘုရားကြောင့်ဒါပြီးမိတ်ဆွေတွေအတားလဲစားတဲ့နှစ်မရဏအိမ်လဲလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဗုဒ္ဓဘုရားကိုဒါသမီးတွေကကံအရှင်တွေဒီတနှစ်ဟာပြီးခဲ့တဲ့10လအတွင်းမှာဘလို့ရှင်နေတွေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစီတဲ့နှစ်လားကံညံ့စီတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်တွေဟာဒီလောက်ပဲတာမန်ထက်တော့ထူထူးထူးမရှိပါဘူးလားဆိုတာဆရာကို comment တွေမှာမှတ်ပြီးကြောက်ကြပါဦးဆရာအခုတလားစာလေ့ရှင်းနေတာများပြီဆိုတော့စလိုက်ကြရအောင်ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတို့ရဲ့တလားတာကံကြမ္မာကိုတားရုံနဲ့ဆွဲတဲ့အခါ အလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါကိုပဲလုပ်ရင်ကောင်းမလား။ဟိုကဘယ်လုပ်ရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အစဉ်ပြေခြင်းနဲ့စိတ်တွေမျှော်လင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာဉ်လဲတိုးခြင်းနဲ့အဲနေရာထိုင်ခြင်းနဲ့ပြောင်းကျင်တာမျိုးအဲရာရာလူအိမ်လဲပိုင်ကျင်တဲ့ယောက်ျားလေးရကျင်တာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျှော်လင့်ချက်နှစ်ခုဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေပုတ်တခုရအောင်သာသမီတွေကကျင်းသေးပါတယ်။ဒီ၁၂ပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာ ရောက်ရှိနေပါတယ်။အထူးသဖြင့်အခြားနေသားတွေထဲမှာတော့ဘုတ်တခုရအောင်သာသမီတွေကဒီတလတာတော့တွင်မှာဆိုရင်တော့၁၂ပိုင်းရဲ့ကံဟာရှိနေရမိတ်ဆွေတို့အတွက်ကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင်ဟိုအစိုးရတွေကနေပြီးတော့ အညံ့လေးရနေပြီးတော့ကောင်းမွန်လာတာမျိုးလို့တမယအစဉ်ပြီးအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါလေဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖင်မမြဲသောကိစ္စလေးတွေနေရာတိုင်းနဲ့အပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းနဲ့အဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်တဲ့မိတ်ဆွေများရှေ့တို့လှုပ်ဆောင်ရတော့အားသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလုတ်တစ်ကြီးမှာ အလုပ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြောင်းစူးစမ်းဆန်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုပ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလုပ်ရင်အနာဂတ်မှာဒီမှန်းချက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုမဲ့လာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားသာသမီဒီဆက်လာပိုင်းတွေမှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့ နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးနှစ်တရာများတယ်เนาะနှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးတစ်ချိန်နဲ့တော့မပြီးမပြတ်ပဲနဲ့အဲဟိုချစ်တို့ဆောင်ရဝင်ဝင်ဆောင်ဖို့ဘက်တင်းနှံ့ပကြီးပပုပေးနေအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေအဲအင်တာဗျူးလို့ဆနလိုပီပွားခီးသွားတော့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကာမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တာမန်ဖြတ်တော့အားမလျှော့စေဘူးကြောင်းနဲ့တကယ်လို့မှအားနေခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းနဲ့အားပေးခြင်းပါလေ။ ကောင်းပြီဒီတလတာတော်နေမှာဆိုရင်နိုင်ငံခရီးသွားနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလွတ်ဆောင်မှာ ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းတဲ့ပြင်ငဘောကကြန့်ကြာနေသောမိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခရီးထွက်ရတာမျိုးပြပခရီးထွက်ရတာမျိုးလေးတွေရဲဝေးခရီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရွာရွာဖြစ်ရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ငဘောကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးတက်အလုတ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ရှားရှားအပြောင်းလဲလေးနဲ့ပြုပြင်လုပ်ကြရင်အားသာတိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါရစေ။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဟလာခီးသွွားကိစ္စနေရာတိုင်းကိစ္စယာတုလုံငန်းကိုင်ကနဲ့ပတ်တဲ့ယာတုတိုးဖို့ယာတုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာတုတိုးခြင်းယာတုတက်ခြင်းနဲ့ချိန်တေကိုကြုံရမယ်လာဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တဲ့အပြောင်းလဲလေးနဲ့ရှေ့တူလှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီနေ့တော့25ခုနှစ်စက်ကလပိုင်းမှာဗုဒ္ဓဘုရားအောင်သာသမီးတွေအယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ကုန်သွယ်ရေးဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအဲထို့ပြင်ဟိုအတွင်းထွက်ပုံပစ္စည်းတွေအထက်အလိမ့် TT ဖနက်ဒေါ်လာဒီဇယ်လောင်းစားစီအစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဝါဆိုင်ရာလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်သောလုပ်ငန်းတွေအလှပရေးအလှကုန်ဆိုင်ရာနဲ့ပတ်သက်သောလုပ်ငန်းတွေဖန်စီလုပ်ငန်း စားတော့ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ဟိုခီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာအော်ပရေတာအဆရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလှတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြေးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြေးပြန်လဲရရှိတတ်သောလှဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ယုံထွက်ပြီးတော့လှုပ်ဆောင်လိုက်တာမျိုးတရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲနေတဲ့ရှေ့တူဆောင်ရခြင်းအဲအခွင့်အလမ်းကောင်း အစနာလိုမျောလင်းချက်ကောင်းတွေကိုလက်ဆုပ်လက်ကမ်းရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OA ချန်ပြီးဝယ်နေသူတွေ OA ချန်ပြီး စွမ်းလာလို့ဘောဟိုရှေ့တို့ပိုင်ဆိုင်လာအားတာမျိုးတွေစူတောင်းပြတာမျိုးတွေမမြင်ရသောပုံကူတွေရဲ့အကူအညီအထောက်ပံ့လေးတွေကြောင်းအိုးအေချမ်းမီပိုင်ဆိုင်ရတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်တော့မိတ်ဆွေဗုဒ္ဓဘုရားဥသာသမီးတွေကဒီတလတာတော်တွေမှာဆိုလို့ရှိရင်တော့ဘာလို့မဆိုရှေ့တို့ပြီးတော့အားတာကောင်းမှာလဲငကိုကသာသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးတို့အေးချမ်းမှုတို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်ငကိုကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရရဲ့တင်းတင်းနဲ့ မျက်နှာချင်းဆိုင် face to face တောင်းတာမျိုးဖြစ်စေတင်းတင်းရင်ရင်ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပြသည်အဲဒါပြင်အလောက်ကိုင်းနဲ့ပတ်သက်လာတဲ့အခါမှာတပည့်လက်သားသားသမီးတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တာမျိုးလေးတွေဂျုံကတက်တဲ့အပြင်ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစီကမှုကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြေးကံအားသာကောင်းမှုပြီးကံကောင်းလာစီမှာအသေးစားပဲဖြစ်တယ်ဒိဋ္ဌာမဲ့အချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်ဒီလက်ထာတော်တွင်မှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျားတွေထဲမှာကိုယ်ကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုဟိုကိုယ်ကိုယ်ကိုယ်စိတ်အခက်မသိလို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပြီးမှကိုယ်ကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ် ဒါအပြင်စကားအများကြီးပြောရတော့လုပ်ငန်းတွေနည်းနည်းလေးကန့်အားနှဲစီတော့ကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေတို့တော့ကြိုတင်ပြောရင်ပြတ်တတ်တော့ကာလဖြစ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းအစ်စ်တွေယင်အစ်စ်တွေတတိထားစင်ကြယ်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။အိမ်သွင်းရေးကိစ္စအမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲမှုပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်မိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့ အဲတောကလေးတွေနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပြရတာမျိုးလေးဂျုံအပ်တတ်တဲ့အတွက်တော့စိတ်ညရတတ်တော့ကလာပိုင်းချဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားဆင်ခြင်မှာပို့ကိုအဲဆွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲဆွနာလိုပေါ့ဟို ဟိုကောင်းကျိုးမပေးတာမျိုးလေးတွေဂျုံအပ်တတ်တဲ့အတွက်တော့မိတ်ဆွေတို့ဗုဒ္ဓဘုရားဥသာသမီးများအနေနဲ့အဲမိတ်ဆွေဟောင်းပေါင်းတင်ဟောင်းနေတဲ့ပတ်သက်ရင်အသတိပြုစင်ကြမှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေကိုနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ပူညီဖြည့်ချင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့သတိထားစင်ကြပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းဖြတ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့စာအစားအသောက်ကိုလုပ်ငန်းတွေစက်ပစ္စည်းရင်အစ်စ်နဲ့ပတ်သက်တာတွေသတိထားစင်ကြပေးရလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာ ဆက်ကနေပေါ်လာတာတွေဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေတခုခုအလင်းစလိုဆုံးဖြတ်တာမျိုးတွေဟာမိတ်ဆွေဘုံတပူရအောင်သာသမီတွေအကံကိုအားနည်းစေပြီးတော့ ကံညံ့စီသောကာလဖြစ်ပါတယ်။ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လုပ်ဆောင်တဲ့အလူခံဆွနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ပဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖရပုံဒီပုံတော်ဇေဒီအဆရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးတွေကထူးထူးခြားခြားပူညီမဆမှုတွေရရှိတတ်တယ်။လူမျိုးခြားနေရာခြားဘာသာခြားတွေတိုင်းတစ်ပါးတွေရဲ့အကျိုးပေးမှုတွေတွေအကျိုးပြုမှုတွေတွေကိုကြုံရတတ်သောကာလဖြစ်ပြီးတော့ တချိန်ကကို့မှာအခက်အခဲတွေအကြအတဲတွေဖြည့်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်လာရင်အစာရင်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေတွေတတိတားဆင်မြင်မှာအဲလေချောင်းနဲ့ပတ်သက်ပြီးတော့ အစနာလေချောင်းနာရာမျိုးအတန်နဲ့ပတ်သက်တာမျိုးဒီဒီမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ပြီးတော့အတန်နာရာမျိုးချောင်းဆွဆွဲတလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင့်နာမျိုးအစာရင်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းရှာဖြစ်ပါလေ။ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။လူငယ်တွေအခြေရင်နဲ့ပတ်သက်လာရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တတ်နိုင်ပါလေ။အဲထို့အပြင်သမီးစားများအနေနဲ့ဖူးစာပတ်အမှန်တကယ်ပေါ်ခြင်းဖူးစာပတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်အောင်ပတ်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင် မိတ်ရှင်ဘုတ်တူရအောင်တာဝန်ယူမိတ်ရှင်များအနေနဲ့အဒီတလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေအများကြီးတက်တဲ့အတွက်ဘာကုန်မဆိုးကြိုတင်ဖွင့်မပြောပါနဲ့အပြက်သဘောလေးတွေအပြက်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာရင် အိမ်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပฏิပက္ခပြဿနာတတ်တာမျိုးလေးတွေအကြီးအကျယ်ပြဿနာတတ်တာမျိုးတွေရုံးရောက်ကြက်ရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းပေါင်းနေနဲ့အလုပ်ချုပ်တတ်တော်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်လာလို့ပြဿနာရှိတည်လာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိမ်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သာ ပြဿနာပဋိပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိမ်တော်မှမသိအောင်ဘာကိုမှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့သတိပြုစင်နေရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုသတိပြုစင်နေရမလဲဆိုတော့ ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့မထင်မှတ်ဖဲနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတက်တဲ့လာဖြစ်တယ်အတ္တိတွားသတိထားဆင်ခြင်ပြန်တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလေးတွေတိတိပနတ်တွေလက်ဆောင်ရရှိတာမျိုးဒဇာလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ပူဇာပတ်ပူဇာခြင်းတွေနဲ့လူငယ်များအနေနဲ့စုံတွေ့ရပြီးအဆက်အသွယ်ပြန့်နေတော့မိတ်ဆွေများဝေးပွားနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲစုံစည်းရတာမျိုးတိုင်ပင်ချင်း စိတ်ဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတိုးတက်စေပါလေခင်ဗျာဒါပြင်ဗုဒ္ဓဘုရားဥသာသမီးမေဆွေများဒီလတာတော်တွင်မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောအရာဟာတောင်ဆုဆုရဖြစ်ပြီးတော့စန္တီယာရကတော့မြောက်ရဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုကဏ္ဍနှစ်ကဏ္ဍတရားမေဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့ပြင်မေဆွေတို့ဒီတလတာတော်တွင်မှာဆိုရင် ဗုဒ္ဓဘူးသာသမီမိတ်ဆွေများအနေနဲ့တောက်ကြသာသမီတနင်္လာသာသမီတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမီများအနေနဲ့ကတော့ တောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကန်ရရရဲ့ထောက်ကူကိုရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိတ်ဆွေတို့အနေနဲ့စပစ်စီအသက်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာရုတ်တရက်မတင်မှာပဲကြမ်းမာကြီးညံ့လာတာမျိုးပြဿနာအကြီးကြီးပဋိပက္ခတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေစပစ်စီအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကိုကိုယ်တိုင်ညာကြီးခကြီးတရက်ထွက်လိုက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်စပစ်စီအဟောင်းအဆုတ်တွေကိုဆွန့်လိုက်တာမျိုးဖြစ်စေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်ပါလေ။စက်တူလုပ်ငန်းတွေညံ့ပါလေ။စားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ သူများတွေးတာကန်းစာလေးဒီမှာတတိထားဆင်ကျင်ပင်ရန်လိုအပ်တော့ကာလအပိုင်းရှာ ဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုမဆိုပလန် A ပလန် B ထားပြီးလို့ရင်ဒီလဟာအကန့်တရရဲ့အထောက်အကူရရှိတတ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့ဗုဒ္ဓဘုရားဥဒ္ဒဝိမြအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်အဲဒုက္ကတောလောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို၄ပတ်လုံးနဲ့၁၁ရက်တိတိစိတ်ကမျိုးဖြစ်စေတကယ်လို့မှာ အထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြင်းရင်တမ္မာတမ္ပုတ်တော့ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ခဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့တို့အစင်ပြအောင်ရင်တို့တက်စီမှာအတိအကျပဲဖြစ်တယ်ဒီတလကတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုတ်မှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲမိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသာသမီများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟို လိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်အဝါရောင်တို့များများပါသောအရောင်တွေကိုဝစ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မျက်စွာဖျားမှာတောက်ရည်အေးအေးလေးနှစ်ဖက်ကလေးကိုလှူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဒီလာတာတော့တွင်မှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပြီပါထို့အပြင်မိတ်ဆွေတို့နေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျတနင်္ဂနွေသားသမီး မိရင်းရဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွေ့ဖက်မလုံရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီကတာတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုတွေဝယ်ကုန်တွေရောင်းထွက်အရောင်းတွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေမှန်လမျှကိုရှယ်တို့ဟိုထီကလေးတစ်ချောင်းနဲ့ထိခေါက်ရိုက်ပုတ်ပြီးတော့ရောင်းမှာကအရောင်းတွက်အရောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီကရတာတော့တွင်မှာဆိုလို့ရှိရင်တော့ကန်စာတရားတွေပွင့်လန်းစီရန်အတွက် အဲဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအဆရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလူတာမျိုးလေးတွေဖြစ်စေအဲဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝေမျှပေးတာမျိုးတို့အဲဆွနာလို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလူတန်းပြီးကျင်အပြင်ကုသိုလ်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဘုဒ္ဓဘုဒ္ဓဘုရားတော်တပည့်မိတ်ဆွေများဒီတလတာတော့ဒီမှာအဆတ်ဆာရဲ့အောင်မြင်စင်ပြေဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာငယ်နောက်ပိတ်တွေမြင်ချင်း0939 0939 890 2901 at telegram မှာဖြစ်စီ viber number 9635050 50 50နဲ့မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဲတစ်ခုလောက်ကြံပေးပါရစီဆရာ ကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေရင်တောင်းပန်ပါလေဆရာကြီးမဗီဒီယိုရေသွေးလေးမြင့်တဲ့ဘောနဲ့ကျွန်တော်ရိုက်ခွင်းလေးတွေရောပုံစံလေးတွေရောရှင်းရိုက်ထားတဲ့အတွက်အဲကျွန်တော် underline ဖြစ်နေတာတော့နားလည်ပြီပါခင်ဗျာကျေးဇူးတင်ပါတယ်ဘောတကူရအောင်သာသမီမေဆွေတွေဒီပလတာတို့တမအဆက်ဆက်ရေအဆင်ပြေအောင်မြင်စေပြီးငွေကြီးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ဟို ဟိုပကံများလေးတစ်ချက်တည်းမှာဆံကလေး၃စုပ်ကိုကုတ်ထဲပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆံကလေး၃စုပ်ကိုကုတ်ထဲပါကုတ်ထဲပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဟိုဆွနာလို့ပေါ့စားလေးနဲ့ငယ်ထုတ်တာမျိုးဟိုဆရာတို့ဘန်းလေးတစ်ချက်တည်းမှာပဲပကံများတစ်ချက်တည်းမှာပဲဆံစီစေးစားဆိုရဲအလူလေးနဲ့ငွေလေး၃လောင်ကြက်ကိုဟုတ်လားငွေလေး၃လောင်ကြက်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ထိုးပြီးတော့သတိကံလို့ဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလှူဒါန်းအချင်းအားဖြင့် ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလှူထားခြင်းအပြင်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မျက်စွာဖျားမှာလှူထားတဲ့တောက်ရီကွက်ထဲကရေကိုစွန့်စွန့်ပြီးတဲ့အခါလက်ညိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိဒူဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဈေးဆိုင်လေးစိုင်လေးလုပ်ငန်းတွေကိုဖျန်းခြင်းအပြင်အဆက်ဆက်ရအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစေမှာအသေးချာအကြောင်းပြောရင်းနဲ့ ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအပြင်မှာဆက်ဆက်ရရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးခဲ့သူစီးစိန်ဥစ္စာများတိုးဝါအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းနေတယ်။ဆရာကဘလို့ရှိနေရှိတော့ဆရာအဲနည်းနည်းလေးပုံစံရည်သွင်းမြင်တာလားဘလို့ရှိနေရှိလဲဆိုတာလေးကျရတော့ကောမန့်ပေးခဲ့ပါဦးခင်ဗျာ။ကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့အမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်လိုရုပ်ရှင်းပါစေ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံပါ